အိန္ဒိယနိုင်ငံနောက်ပိုင်းကိုအပြည်နယ်မှာနိုင်ကလတ်တစ်ခုမိလာမှုကြောင့်လူ2000နီးပါးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ဒီဇင်ဘာလ6ရက်နေ့ညသကောင်ရံဝင်းကျင်ကကိုအပြည်နယ်မှာဖြစ်ပွားခဲ့တဲ့မိလာမှုမှာလူ23ဦးထပ်မနေသေဆုံးခဲ့ပြီးအများစုဟာနိုင်ကလတ်ဝန်ထမ်းတွေလိုယုံကြည်ရကြောင်းဒေသခံအာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။မီလာမှုအကြောင်းရင်းကိုတိတိကျကျအတိမပြုသေးပေမဲ့နိုင်ကလတ်မီဖို့ကန်တွေက gas အိုးပတ်ကွဲရာကစတင်တယ်လို့ရဲတွေကယူဆရပါတယ် မိဟာတကောင်ရန်ချိန်လောက်မှစတင်လောင်ကျွမ်းခဲ့ပြီးနိုင်ကြီးပိုင်းကြမှာထိန်းချုံနိုင်ငယ်ကရုပ်လောင်းများစုကိုတော့မိဖို့တဝိုက်မှရှာထွေခဲ့ပြီးဝန်ထမ်းတွေဖြစ်လိမ့်မယ်လို့ယူဆရကြောင်းကိုဟာပြည်နယ်ရဲတပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်အင်လော့ကူမာကပြောကြားခဲ့ပါတယ်တိုက်ဆုံသူတွေထဲမှာ၃ဦးဟာမိလောင်တရားတွေကြောင့်အသက်ဆုံးရှုံးခဲ့တာဖြစ်ပြီးခြေနာတွေကတော့အသက်ရှူကျက်သွားခဲ့တယ်လို့လည်းသိရှိရပါတယ်ရင်းတိုက်ဆုံမှုတွေထဲမှာကဘာလက်ခရီးသွား၃လပြပါဝင်ခဲ့တယ်လို့လည်းသိရှိရပါတယ်